ခနှစ်ရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ဗေဒင်တို့ယရီယာတို့တရိုက်တဆင်တို့ဆိုတာကဒုတိယကိစ္စသာဖြစ်ပါတယ်။မိမိတို့ကိုယ်တိုင်ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းပညာစွမ်းဝရိယအစွမ်းတွေကိုစိုက်ထုတ်စူးစမ်းဖို့ကသာအဓိကဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ကျွန်မအနေနဲ့ရှင်းယူစွာပြောချင်ပါတယ်ရှင်။2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှအောက်တိုဘာလ9ရက်နေ့ထိ9ရက်သားသမီးများအတွက်ရှုကန်စင့် တပတ်စာဟောစနနဲ့ဆောင်ရန်ရှောင်ရန်များဖြစ်ပါလိမ့်ရှင် ကနင်းကနေသားသမီးများအတွက်ကတော့ဒီရက်တွေတွင်မှာအဖက်ဖက်ကနေပြီးတော့စိတ်ချမ်းသာစရာတွေနဲ့ကြုံတွေ့ရမယ့်နေ့မျိုးဖြစ်ပါတယ်။အောင်မြင်မှုတွေကတန်းစီနေတတ်တဲ့လက်တလောအောင်မြင်မှုတွေတော့မကအရင်ကဆုံးရှုံးကြရတဲ့အရာတွေလည်းပြန်ပြီးတော့ရရှိတတ်တဲ့အရင်ကစူးစမ်းခဲ့တဲ့အကျိုးမြတ်တွေလည်းပြန်ပြီးတော့ခံစားရတတ်တယ်။ နေနာကေဒမြခူရီကောင်းနေလဲပြန်လဲရရှိတတ်တဲ့လက်ရှိလုပ်ငန်းကနေပြီးလုပ်ငန်းအစ်တွေတိုးချဲ့ရတာတွေစတင်ရတာတွေလုပ်ငန်းအစ်တွေလှုပ်ဆောင်ရတတ်တယ်လှုပ်ဆောင်ရင်လှုပ်ဆောင်တင့်တယ်လှုပ်ဆောင်ရင်အဆင်ပြေအောင်မြင်မယ်ကောင်းတယ်ငွေကြီးမှလည်းတော်တော်လေးကိုအဆင်ပြေပြီးတော့အောင်မြင်မယ်เนาะရရရှိတဲ့ကျွေးတွေကပြန်ရတာပေးစရာရှိတဲ့တင်နေတဲ့ကျွေးတွေရှင်ပြန်ပြီးကြေသွားတာငွေကြီးနဲ့ပတ်သက်ပြီးကျွေးဟောင်းမြောင်းတွေလည်းပြန်လဲရရှိတတ်တယ်အိုးအိမ်နေရာတိုင်းကင်း အဆောက်အဦနဲ့ပတ်သက်တဲ့အစီအစဉ်ကိစ္စတွေလည်းအနာရောက်ခံပြီးမှတိတ်လွဲလွဲသွားတာအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်မဖြစ်စလောက်ပြဿနာလေးနဲ့ကြီးကြီးမားမားပြောဆိုဖြစ်ရှင်းပေးရတာမျိုးတွေကြုံတွေ့ရတတ်တယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာလည်းအထင်ငော့အခက်အခဲဖြစ်ပြီးကမှအဆင်ပြေအောင်မြင်တတ်တယ်ဒီရက်တွေတွင်မှာတနင်္ဂနွေသားသမီးတွေအတွက် အကျိုးပေးတဲ့အကြောင်းကတော့ချက်သေးအောင်နဲ့အဝါရောင်ဖြစ်ပြီးတော့အကျိုးပေးတဲ့ ကနန်းကတော့3နဲ့1ဖြစ်ပြီးတော့အချီရေးမှာ okay တယ်နော်အိမ်တော်ရေးမှာတော့အမျိုးသမီးတူကြောင့်စိတ်ရှုပ်စဉ်းညစ်စရာများနဲ့ကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့က6တော့တစ်ပတ်ထိခိုက်တရားရတတ်တယ်သတိထားနော်6တော့နဲ့ပတ်သက်တာတွားနဲ့ပတ်သက်တာတွေးနဲ့ပတ်သက်တာဒုက္ခပေတတ်တယ်ဒီရက်တွေအတွင်းမှာရရရာ အနေနဲ့မိမိရဲ့အင်ရှိပြားမှာပေါင်မုတ်ကလူပေးရမှာဖြစ်ပါရှင် တင်းလာသားသမီးများအတွက်ကတော့ဒီရက်တွေတွင်မှာ လက်ရှိရဲ့လုပ်ငန်းတွေအပြင်လုပ်ငန်းအသစ်တွေအစီအစဉ်အသစ်တွေပေါ်လာတတ်တဲ့လက်ရှိရဲ့အလုပ်ကိုလည်းအင်တိုက်အားတိုက်တိုးချဲ့တင်းတဲ့အခြေမျိုးဖြစ်ပါတယ်။ဒီနေ့ရှာရှာအောင်မြင်မှုတွေကြုံလာတတ်တဲ့အောင်မြင်သလောက်လည်းအလုပ်ထဲမှာမိမိကို မလိုတဲ့သူတွေမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေတအားများနေတတ်တဲ့အထက်လူကြီးဝန်ထမ်းဆိုရင် အထက်လူကြီးအကြီးကတူတယောက်ကထိထိရောက်ရောက်ကူညီတတ်တဲ့စီဝါတိတိတသာတိုးတက်မဲ့အစဉ်ပြေမဲ့ကောင်းတဲ့အပ ြောင်းအလဲတွေနဲ့လည်းကြုံတွေ့ရတတဲ့ပညာရေးကိစ္စသင်တန်းကိစ္စအင်တာဗျူးကိစ္စတွေမှာလည်းမိပါဆရာ သမားတွေရှိက နေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့နေရာထိုင်ခင်းအိုးအိမ်အဆောက်အဦတွေလည်းနေရမလို့မနေရမလို့အခက်ခဲအထင်ကမတင်မကြတွေဖြစ်ပြီးကမှအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်ငွေရေးချေးကိစ္စတွေလည်းမတင်မကြတွေတို့လို့တလန့်နေ ဖြစ်ပြီးကမှအဆင်ပြေတတ်တယ်။တနည်းလားသားသမီးများအတွက်ဒီရက်တွေတွင်မှငွေရေးကြီးတွေကရှီလိုအပေါက်ရှာပြီးတော့ငွေကုန်ကြေးကြတွေတအားများနေတတ်တယ်။အဲ့ဒီငွေကြေးကိစ္စအတွက်ဒီလေစိတ်ပန်းလူပန်းမှုတွေဖြစ်တတ်တယ်။ဒီရက်တွေတွင်မှတနည်းလားသားသမီးများအတွက်အကျိုးပေးတဲ့အကြောင်းကတော့မယမ်းရောင်နဲ့အနီရောင်ဖြစ်ပြီးတော့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့နဲ့ဖြစ်ပြီးတော့အချီးရေးမှာချစ်သူအတွက်ဆိတ်ရှုပ်စရာစဉ်းညစ်စရာများနဲ့ ဂျုံတရားတတဲ့အိမ်တော်ရေးမှာလည်းအထင်အငော့တွေဖြစ်ပြီးကမှအစဉ်ပြေအမင်းသွားတတ်တဲ့ကျမ်းမာရေးအနေနဲ့ခါနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတဲ့ဒီရက်တွေတင်းမှာရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာဖုန်းသီးပါရမုတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ အင်္ဂါသားသမီးများအတွက်ဒီရက်တွေတွင်မှာကံကအစိုးကြီးမဟုတ်ပေမဲ့အကောင့်ထဲမှာ အနောက်အရှက်လေးတွေရောနှောနေတဲ့အချိန်မျိုးပဲဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးသွားရင်စိတ်တွေထွေပြားတာမမယွင်းယွင်းပြောမိတာဆိုမိတာဆုံးဖြတ်ချက် အမားတွေလည်းချမိတတ်တယ်။အမားကိုကိုကအမှန်ထင်နေတတ်တယ်။ဘာကိုမှစိတ်မဝင်စားဘဲနဲ့ရောင်တုံတုံချတတ်တာဖြစ်နေတတ်တယ်။ဝန်ထမ်းဆိုရင်လည်း အလုတ်ထွက်ချင်လာအောင်စိတ်ရှုပ်ရတာစိတ်တွေမွန်းချက်တာအလုတ်ကနေထွက်ပလိုက်ချင်တာမျိုးတွေဒီကိုဖြစ်တရဖြစ်တဲ့တဲ့ဒီရက်တွေတင်းမှာအင်္ဂါသားသမီးတွေနင်းနေစိတ်ရှိတီးခဏကပို့ပြီးတော့ဆင်ပြေတယ်เนาะတခြားအလုတ်ကိုကြောင်းတာရွှေတာဆန္ဒမစောတင်သေးဘူးเนาะကြောင်းလိုက်ရွှေလိုက်ထွက်လိုက်မယ်ဆိုရင်လက်ရှိရနေပြီးတော့အလုတ်ကလက်မဲ့ဖြစ်သွားတာပိုဆိုးသွားတာမျိုးတွေဖြစ်တတ်တယ်လုပ်ငန်းအစ်စ်တွေလည်းစိတ်လိုက်မှမမျိုးတွေမလုံနဲ့เนาะ ုပ်ငန်းတက်တွေစီစဉ်တက်တွေလုပ်ချင်တဲ့စိတ်တွေပေါ်နေတတ်တဲ့စိတ်ကူးနေတယ်။အဲ့ဒီလုပ်ငန်းအစ်တွေတိုးချဲ့မယ်ဆိုလဲစိတ်လိုက်မှန်ပါမလုပ်တင်သေးဘူးเนาะစိတ်ရှိတီးခန္ဓာကပို့ပြီးတော့အဆင်ပြေတယ်။ဒီလိုအချိန်မျိုးမှာကငွေရေးကြီးတွေလည်းရှားလေဝေးလေဖြစ်နေပြီးတော့ရရစရာရှိတဲ့ကျွေးတွေကလည်းမရတာပေးစရာရှိတာတွေလည်းမလဲပတ်တာငွေရေးကြီးနဲ့ပတ်သက်ပြီးသွားရင်လည်းအင်္ဂါသားသမီးတွေအတွက်စိတ်ရှုပ်စိတ်ညစ်ဆရာများနဲ့ကြုံတရတတ်တယ်အင်္ဂါသားသမီးများအတွက် ဒီရက်တွေအတွင်းမှာကန်စတာကအညံပိုင်းနဲ့ရောက်နေတဲ့အတွက်ဘာသာရေးကိုဖိဖိစီစီဖျားတရားဘာသာရေးလေးကိုအင်တိုက်အတိုက်ပြုလုပ်ပြီးတော့အဲ့ဒါဆိုရင်တိတိသာသာဆိုသလိုမျိုးကန်စတာတွေတက်လာတာအရှင်ပြေလာတာမျိုးတွေဖြစ်မဲ့ဒီရက်တွေအတွင်းမှာအင်္ဂါသားသမီးတွေအတွက်အချိုးပေးတဲ့အကြောင်းကတော့ပန်းသူရောင်နဲ့ခရင်အောင်ဖြစ်ပြီးတော့အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၉ဖြစ်ပြီးတော့အချီးအေးမှလည်း အပြိုင်အဆိုင်တွေတအားများနေတတ်တဲ့အိမ်ောင်ရေးမှာတော့အိမ်ောင်ဘက်နဲ့ခိတခဏခွေးနေရတတ်တဲ့ကျမ်းမာရေးအနေနဲ့ဝမ်ပိုင်နဲ့ပတ်သက်တဲ့ဥကောင်းနဲ့ပတ်သက်တာဒုက္ခပေတတ်တဲ့ဒီရက်တွေတင်းမှာရရအနေနဲ့မိမိအရှိဖျားမှာခြာစံကြောကလူ ပေးရမှာဖြစ်ပါရဲ့ရှင်။ ဗုဒ္ဓဘုရားသမီးများအတွက်ကတော့ဒီရက်တွေအတွင်းမှာရဝေးနဲ့ပတ်သက်ပြီးသွားရင်ငွေဝင်တာငွေချေးကိစ္စတွေအောင်မြင်မှုတွေရရှိတတ်တဲ့လက်ရှိရဲ့အလုံးမှာလည်းနမေကောင်းရတာအထက်လူကြီးဆရာသမားတွေချီးမြောက်တာချီးမွမ်းတာမျိုးတွေခင်ရတတ်တဲ့အိုးသစ်အိမ်သစ်နေရာသစ်တွေလည်းအစီအစဉ်မရှိဘဲနဲ့အစ်စ်တွေဝင်လာတတ်တဲ့အိုးအိမ်နေရာထိုင်ခင်းဆောက်ဦးတွေလည်းပြုပြင်ရတာပြင်ဆင်ရတာဝန်းမှန်ရတာမျိုးတွေဂျူလီယာတတ်တဲ့ ကိုပိုင်လုပ်ငန်းအသစ်တွေစီးပွားအသစ်တွေလည်းအသစ်တစ်ပံတစ်ခုကနေနှစ်ခုလုပ်ငန်းတွေထပ်ပြီးတော့တိုးချဲအသင့်နဲ့တိုးချဲမယ်ဆိုတိုးချဲသင့်နဲ့ကောင်းတဲ့အစဉ်ပြေအောင်မြင်မယ်နော်အလုံးနဲ့ပတ်သက်ပြီးသွားရင်လည်းအလုံးအင်တာဗျူးတွေဖြေရှင်းရမယ်ပညာရေးကိစ္စသင်တန်းကိစ္စရက်တွေမှာလည်းသင်တန်းတွေကတရမလို့မတရမလို့ရှစ်တူရခက်နောက်ဆိုရခက် မတင်မကြတွေဖြစ်ပြီးကမှအစဉ်ပြေတာမျိုးတွေ အောင်မြင်တာမျိုးတွေဖြစ်တတ်တယ်ငွေရေးချင်းနဲ့ပတ်သက်ဆက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးသွားရင်လည်းအနာရောက်ခံပြီးမှအလွဲလွဲအချော်ချော်တွေဖြစ်ပြီးကမှအဆင်ပြေတတ်တယ်တေချာပေါက်ရမယ်လို့ထင်ထားတဲ့ငွေရေးချင်းတွေလည်းအနာရောက်ခံပြီးမှလွဲသွားတာချော်သွားတာမျိုးတွေဖြစ်တတ်တယ်ဒီရက်တွေအတွင်းမှာဗုဒ္ဓဘုရားသမီးတွေတို့အချိုးပေးတဲ့အကြောင်းကတော့ကော်ဖီအောင်နဲ့ညိုအောင်ဖြစ်ပြီးတော့အချိုးပေးတဲ့ခဏန်းကတော့6နဲ့4ဖြစ်ပါတယ် အချီးမှာလည်းတဦးနဲ့တဦးကအထင်မြင်လွဲစရာ တွေနဲ့ဂျုံတရားတက်တဲ့အိမ်တော်ရေးမှာတော့နှစ်ဖက်မိသားစုကြောင့်ဆက်ရှုပ်ရတတ်တဲ့ကျမ်းမာရေးအနေနဲ့ကတော့ခြေထောက်နဲ့ပတ်သက်တာအကျောနဲ့ပတ်သက်တာဒုက္ခပိဒတ်တဲ့ဒီရက်တွေတင်းမှာရရအနေနဲ့ကတော့မိမိရဲ့အရှိဖီးအားမှာပူတင်ပေါင်မို့ကလူပေးရမှာဖြစ်ပါရဲ့ရှင် ချက်သာပရိသသမီးများတို့ကတော့ဒီရက်တွေတင်မှာဘာရဲမဟုတ်ဖဲနဲ့စိတ်တည်တအားမွန်ချက်နေတဲ့တဲ့စိတ်တို့လွေတာပြဿနာဖြစ်လွေတာဒေါသဖြစ်လွေတာမျိုးတွေလည်းဖြစ်တတ်တယ်နော်ပညာရေးကိစ္စသဏ္ဍာန်ကိစ္စအလုပ်အင်တာဗျူးကိစ္စတွေမှာတော့အခွင့်အရေးကောင်းတွေရရှိတတ်တယ်ထူးထူးခြားခြားတွေ့ကြုံရတတ်တယ်အဆင်ပြေအောင်မြင်မယ်နော်ဖျားပုံတော့ဘိုးတော့ပုံတော့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော့မိမိတို့အိမ်ကိုရောက်ရှိလာရင် T 80ရာခိုင်နှုန်းဒီပေါက်ကိရှိရေเนาะဒီထိုးပြအောင်ထိုးเนาะဒီပေါက်မယ်ကိုပိုင်လုပ်ငန်းတွေကိုလည်း indict အတိုက်တို့ချက်တင်နေဝန်ထမ်းဆိုရင်ယာတူတိုးတာလစာတိုးတာအခြေအနေအစ်စင်န်းတွေမြင်မာတာမျိုးတွေကြုံတွေ့ရတတ်တယ်ငွေရေးကြေးတွေကတော့ဒီရက်တွေအတွင်းမှာ light လေဝေးလေ ဖြစ်နေပြီးတော့လှုပ်လေမြုပ်လေဖြစ်နေတတ်တယ် OA နေရနေရထိုင်ခင်းအဆောက်အဦတွေလည်းပြောင်းရွှေ့ရတတ်တယ်အဲ့ဒီ OA အဆောက်အဦတွေလည်း မရည်ရွယ်ပဲမထင်မှပဲနဲ့အစ်စ်တွေထပ်ပြီးမလန်တဲ့တဲ့ဒီရက်တွေတင်မှာခြားတာပရိသတ်သမီးတွေအတွက်အကျိုးပေးတဲ့အရာကတော့အပြာအောင်နဲ့အစိမ်းအောင်ဖြစ်ပြီးတော့အကျိုးပေးတဲ့ကဏန်းကတော့9နဲ့6ဖြစ်ပါတယ်အချီရင်မှာချစ်သူကိုတအားအကိုကျင်တဲ့စိတ်တွေယုံကြည်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတဲ့တဲ့အိမ်အောင်ရေးမှာတော့အိမ်အောင်ဘတ်ကျမကြီးညတဲ့တဲ့ကျမကြီးအနေနဲ့ကခါးနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာနိုးစွန်းကက်လူပေးရမှာဖြစ်ပါတယ်ရှင်ဟုတ်ကြအသားသမီးများအတွက်ကတော့ဒီရက်တွေတင်းမှာမိမိရဲ့ကင်ဆာတာက အကောင့်ရဲ့ဘက်ကို တော်တော်လေးကိုအာတာနေတယ်နော်ပုံမှန်ဝင်ငွေတွေအပြင်တခြားလက်လာပကားတွေလည်းမကြာခဏဆိုသလိုဝင်လာတတ်တယ်စီးပွားရေးတွေလည်းတိတိတတ်တာစီးပွားတတ်တယ်စက်တူကိစ္စစာချုပ်ချုပ်ဆိုပြီးတော့လိုရမယ့်ကိစ္စတွေလည်းအကျိုးပေးအောင်မင်းနေပညာရေးနဲ့ပတ်သက်တာတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအလို့အင်တာဗျူးသင်တန်းကိစ္စရက်တွေမှာလည်းဆရာသမားအကြီးအကဲ ဒီကအထက်လူကြီးတွေရှိကအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်လက်ရှိရဲ့အလုပ်ကနေပြီးတော့လုပ်ငန်းအသစ်တွေနေရာအသစ်တွေပေါင်းရှိတာမျိုးတွေကိုဒီရက်တွေအတွင်းမှာဆန္ဒမစောတင်သေးဘူးเนาะမိမိကိုယ်ပိုင် လုပ်ငန်းမှာ လုပ်ငန်းအသစ်တို့ချေရတာလုပ်ငန်းအသစ်စတင်ရတာမျိုးကြီးလဲပေါ်လာတတ်တယ်အိုးအသစ်အိမ်အသစ်နေရာတိုင်းကအိုးအိမ်အဆောက်အဦကိစ္စရက်တွေမှာလည်း အဆင်မပြေစိတ်ရှုပ်ထွေးစရာတွေနဲ့ကြုံတရတတဲ့ဝယ်ရမလို့မဝယ်ရမလို့ဖြစ်နေတတ်တဲ့ငွေရေးကြီးကိစ္စကတော့ငွေကြီးနဲ့ပတ်သက်ပြီးသွားရင်ဒီရက်တွေအတွင်းမှာငွေကန်အလွန်အကောက်နေနော်ဒီရက်တွေအတွင်းမှာတောက်ကြသားသမီးတို့ကအချိုးပေးတဲ့အရောင်ကတော့ချက်သေးအောင်နဲ့အနီအောင်ဖြစ်ပြီးတော့အချိုးပေးတဲ့ကနန်းကတော့ချောင်းနဲ့တစ်ဖြစ်ပြီးတော့အချီးရင်းမှာစိတ်သဘောထားတွေကွဲလွဲနေတတ်တယ် အိမ်အောင်ရေးမှာတော့တဦးနဲ့တဦးကအထင်မြင်ထင်လွဲအဆွဆွဲတွေခင်ရတတဲ့ကျမ်းမာရဲ့အနေနဲ့လက်နဲ့ပတ်သက်တဲ့အကျောနဲ့ပတ်သက်တာဒုက္ခပိဒတ်တဲ့ရေရာအနေနဲ့မိမိအရှိဖျားမှာစီတမင်းကလူပေးရမှာဖြစ်ပါရှင်။ စနေသားသမီးများအတွက်ကတော့ဒီရက်တွေအတွင်းမှာရဝေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေမှာစိတ်ချမ်းသာစရာကြုံတရတဲ့တွေရေချမြေချနိုင်ငံခြားနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေမှာစိတ်ချမ်းသာစရာကြုံတရတဲ့တွေပညာရေးကိစ္စသင်တန်းကိစ္စအလုပ်အင်တာဗျူးသင်တန်းကိစ္စတွေမှာလည်းအခက်အခဲအထင်ငော့မတင်မကျဖြစ်ပြီးကမှအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်အဖို့တန်တဲ့ လဝိယရနာပစ္စည်းယရနာပစ္စည်းလူသုံးကုန်ပစ္စည်းတွေဒူးတဲ့ကြီးတဲ့အရစ်ပစ္စည်းအစ်စ်တွေဝင်လာတတ်တယ်အရေးကြီးတဲ့ဆာရွက်ဆာတန်းဒီပေါ်မှာလည်းကောင်းတဲ့ကောင်းသောလက်မှတ်ရထူရတဲ့ကိစ္စတွေပေါ်လာတတ်တယ်ငွေကြီးကတော့ဒီရက်တွေအတွင်းမှာအဝင်နေပြီးတော့ထွက်တာတွေကအရန်ကျက်နေတတ်တယ်ငွေကြီးအတွက်တွေလည်းစိတ်ရှုပ်ရတာစိတ်တော်ကစိတ်ပင်ပန်းစရာတွေကြုံရတတ်တယ်အိုးအိမ်အဆောက်အဦနေရာတိုင်ခင်းနေလည်း ပြုပြင်ပြင်ဆင်ရတတဲ့ကောင်းတဲ့အပြောင်းအလဲတွေနဲ့လေကျုံလေးရတတဲ့အလုတ်ထဲမှာလည်းအခွင့်အရေးကောင်းနေနေရာကောင်းနေရရှိတတ်တဲ့ဝန်ထမ်းဆိုရင်လက်ရှိယာဒူကနေယာဒူတိုးတာလာစာတိုးတာအခြေအနေကောင်းတဲ့နေရာတွေပြောင်းရွှေ့ရတာမျိုးတွေပေါ်လာတတ်တဲ့လုပ်ငန်းအသစ်တွေလည်းစတင်တိုးချဲ့ရတတဲ့တိုးချဲ့မယ်ဆိုတိုးချဲ့သင့်တဲ့အစဉ်ပြေအောင်မြင်မယ်နော်ဒီရက်တွေအတွင်းမှာစနေသားသမီးတို့အချိုးပေးတဲ့အကြောင်းကတော့အပြာရောင်နဲ့ လေမော်ရောင်ဖြစ်ပြီးတော့အကျိုးပေးတဲ့ကနန်းကတင်းတဲ့သုံးညပဲဖြစ်ပါတယ်။အိမ်အောင်ရေးမှာတော့ဂျီနူးဝန်တာဆရာတွေနဲ့ဂျုံလေးရတတဲ့အချီရေးမှာတော့အထင်အငော့တွေဖြစ်ပြီးကမအစဉ်ပြေအမီနီဒတ်တဲ့ကျမရဲ့အနေနဲ့ဥကောင်းပိုင်းနေဒုက္ခပေးတတ်တဲ့ဒီရက်တွေတင်းမှာရေရရာအနေနဲ့မိမိအရှိပြားမှာမုံလုံးရေပေါ်ကလူပေးရမှာ ဖြစ်ပါရဲ့ရှင်။